ဘယ်သင်ခန်းစာလေးရှင်းပြမှာဖြစ်တယ်เนาะဒီဟာလေးကကိစ္စအာเนาะ clip 125 diagram ကလေး diagram ပြပြင်းလေးလေးကိုဒါရှင်းပြမှာဖြစ်တယ်အဲ့တော့ဒီမှာတို့ဟာဒီ diagram တစ်ခုလုံးကိုမောင်းဖို့အတွက်က12ဘုတ်ဝင်ပြီးတော့5ဘုတ်နဲ့ပြန်မောင်းမှာဖြစ်တယ်အဲ့တော့12ဘုတ်ဝင်တဲ့လမ်းကြောင်းမှာဆိုရင်ဒါเนาะဒီ circuit လေးကိုပေါ်ထားရင်ဒါငုတ်တစ်ပေါ့เนาะငုတ်တစ်ကအပေါင်းဖြစ်ပြီးတော့ငုတ်နံပါတ်18ကเนาะ18ကအနှုတ်ဖြစ်တယ်เนาะအဲ့တော့ငုတ်တစ်နဲ့ငုတ်နံပါတ်18 နော်78ကအနှုတ်ဖြစ်တယ်နော်ဒါအောင်မသိရင်လဲအောမတူဆော့ဝဲမှာသာကြည့်လို့ရတယ်နော်ဒါ1ဒီကောင်က78ဆိုတော့ဒီလိုပြန်ထန်လိုက်မယ်ဆိုရင်ဒါငုတ်တိပေါ့နော်ဒီငုတ်တိကနေပြီးတော့အပေါင်းကျွေးလိုက်တဲ့ဟာကတို့ဒီဘယ်ကိုရောက်သွားမလဲဆိုတော့ကြတော့ဒီမှာနော် rectifier တိုင်အောင်လေးခံထားတယ်နော်အကယ်၍ဒီကောင်ပျက်စီးသွားခဲ့တယ်ဆိုရင်နော်ဒီမှာပန်လန်းပြည့်စည်သွားမယ်အဲ့တော့တို့ကဒီမှာ rectifier ကို 1A တန်အောင်လေးနဲ့အစားထုတ်လို့ရတယ်ပြီးကြရင်ဒီမှာ very star လို့ခေါ်တယ် နော်ဘရစ်စတာကအနှုတ်လိုင်းနဲ့အပေါင်းလိုင်းကိုကြွားထားတယ်နော်ဒီပြားကြီးပေါ့နော်ဒါကိုဘရစ်စတာလို့ခေါ်တယ်နော်ဒီဘရစ်စတာဒီ short ဘိုးအားများလာလို့မနိုင်တော့ဘူးဆိုရင်ဒီကောင်ကြီးကပွဲသွားမယ်ကွဲသွားပြီးသူက short ကျသွားမယ် short ကျရင်ဒါဖြူးလီပါလေပြတ်သွားမယ်နော်အဲ့ဒါဒီကောင်ဒီလဲလို့ရရင်တော့လဲပေးမယ်အကယ်၍လဲလို့မရရင်ဖြုတ်ချထားလို့ရတယ်နော်ဒီကောင် short ကျနေရင်ဂျိုင်ဘွက်ကပါပါပွင့်မှာမဟုတ်ဘူးနော်အဲ့ဒါဒီဗယ်ရီစတာမှာအဒီမှာခံထားတဲ့ဟာဒီဒါဒီဒါဟုတ်ကထွက်လာတဲ့အပေါင်းလိုင်း ပြီးကြလို့ရှင်ဒါဒါဒါကြီးဒီအနှုတ်လိုင်းပေါ့နော်အဲ့တော့ပြီးသွားရင်ဒီ1ပြည်ဒိုင်အောင်ကနေဘယ်ဟိုလာလဲဆိုတော့ဒီကက်ပစီတာကြီးဒီဟိုလာတယ်နော်ဒီပတ်လန်းလေးဟာကက်ပစီတာအော်ဒီမှာစာပါတယ် C121 နော်ဒါက C120 ဒီနှလုံးကိုလာတယ်လာပြီးတော့ဒီနှလုံးကိုရောက်ပြရတဲ့ဘယ်ဟိုလာလဲဆိုတော့ဒီနားလေးမှာ 2GM ဆိုတဲ့နော် PNP transistor လေးရှိတယ် PNP transistor ရဲ့ emitter ငုတ်ကိုသွားမှာနော်ဒီဒီ transistor မှာဆိုရင် base collider emitter ဆိုသုံးခုပါတယ်ဒီ emitter ငုပ်ကလေးကိုဝင်လာမှာเนาะဒီ emitter ငုပ်ကလေးကိုပတ်လန်းအောင်ဝင်လာမှာအဲ့ဒီမှာတယ်ဒီ emitter ငုပ်ကိုပတ်လန်းဝင်တဲ့တပိုင်းကပြီးသွားပြီနောက်တပိုင်းရှိသေးတယ်ဒီ number 1ငုပ်ကနေထွက်တာပဲ number 1ငုပ်ကနေထွက်တဲ့ကောင်ကဘယ်လိုလဲဒီနားမှာ rectifier တန်အောင်လေးရှိတယ်ဒီကိုဝင်တယ်ဝင်ပြီးဒီထိပ်ကိုဖြတ်တယ်ဖြတ်ပြီးတော့ကျတော့ဒီနားလေးမှာ resistor ဒီမှာ R 106ဆိုတာရှိတယ်ဒီကောင်လေးပေါ့နော်ဒီကောင်ကိုဖြတ်မယ် နော်ဒီကနေဖြတ်ဝင်လာမယ်ပြီးကြလို့ရှိရင်ဘယ်ကိုရောက်လာမယ်ဒီကဖြတ်တဲ့ကောင်ကြီးဒီမှာကက်ပစီတာဒီကက်ပစီတာလေးရှိတယ်နော်ဒီမှာဖီတာခံထားတဲ့ကက်ပစီတာလေးရှိတယ် C106 ကိုရောက်မယ် C106 ကိုရောက်ပြီးပြီဆိုတာနဲ့နော်ဒီဘက်ထိတ်မှာတခါ resistor 107ရှိတယ်107ဒီဒီ transistor ကိုမောင်းဖို့ဒီ transistor လေးကိုဝင်ဖို့နော်အဲ့တော့107ဒီဒီ transistor က 1gm npn transistor အမျိုးအစားဖြစ်တယ်အဲ့ transistor မှာဆိုရင်နော်ဒီမှာ base collider emitter ဆိုပြီးရှိတယ်ဒီ107 resistor လေးဒီဒီရဲ့ base နဲ့ emitter ကိုခွာထားပေးတာเนาะခွာထားပေးတာပြီးရင်ဒီ collider ကနေပြီးတော့ဘယ်ကိုပြန်မောင်းမလဲဆိုတော့ဘယ်ကိုပြန်ထွက်မလဲဆိုတော့ဒီမှာ resistor 109 110ဆိုတာရှိတယ်ဒီကိုဆက်ပြီးတော့လာမယ်ဒီကနေပြီးတော့ဒီကိုဆက်ပြီးတော့လာမယ်ဒီလာပြီးတော့ဒီကနေပြန်ထွက်တဲ့ကောင်ဒီဘယ်ကိုသွားလဲဆိုတော့ကြတော့ဒီဘက်မှာရှိတဲ့ transistor ရဲ့ base node ကိုဝင်မယ် ဒီ transistor ရဲ့ base mode ကိုဝင်မယ်ဟုတ်ပြီနော်အဲ့တော့ဒါဒီဒီ cut တစ်ခုလုံးအလုပ်လုပ်ဖို့အတွက်ဒီ IC ကိုနော်ပေးထားတဲ့ဒီ5 volt IC ကိုပေးထားတဲ့ဆက်နှစ်ဘုတ်ဝင်ပတ်လန်းနော်ဆက်နှစ်ဘုတ်ဝင်ပတ်လန်းအဲ့တော့ဒါကိုတို့အတန် scale နဲ့တိုက်ကြည့်မယ်နော်မီတာလေးကို digital meter အတန် scale မှာထားပြီးတော့တိုက်ကြည့်မယ်ဒီပတ်လန်းပြတ်နေရင်လည်းမရသလိုဓာတ်ွက်လာမှာမဟုတ်သလို เนาะပစ္စည်းတွေနောက်ကျန်းနေရင်လည်းဒိုင်ကွက်ကလာမှာမဟုတ်ဘူးအဲ့တော့ဒီမှာဒီရငုံနံပါတ်1နော်ဒီငုံနံပါတ်1ကိုထောက်လိုက်တော့ဘယ်သွားလဲဆိုတော့ဒီဒိုင်ဒီဒိုင်အုပ်ကိုလာမယ်နော်ဒါောက်ဒီကိုထွက်လာပြီးတော့ဒိုင်အုပ်ကနေထွက်လာတဲ့ကောင်ကဒီကိုရောက်မယ်ဒါဒိုင်အုပ်ကိုထွက်သွားပြီပေါ့နော်အဲဒီဗယ်ရစ်စတာကိုလည်းဝင်မယ်ဒီမှာကက်ပစီတာနော်121ကိုလည်းဝင်မယ်120ကိုလည်းဝင်မယ်ဒါ121နော်ဒါ120နော်အဲမြည်တယ်ပတ်လန်းရှိတယ် အဲ့ကနေမှတစင်ခုနပြောတဲ့ PME transistor 2GM ရဲ့ emitter ငုတ်ကိုဝင်မယ် emitter ငုတ်ဆိုဒီမှာဒီငုတ်ကလေးပေါ့နော်ဒီကောင်ရဲ့ဒီဘက်ကငုတ် emitter ငုတ်ကိုဝင်မယ်ဒါဆိုရင်ဒီပလန်းကမှန်ကန်မှုရှိတယ်ပေါ့နော်အဲ့တော့အကင်လေးဒါဒီကောင်လေးနေမကောင်းခဲ့ဘူးဒီ transistor မကောင်းခဲ့ဘူးဆိုရင်လည်းဒီကောင်စီကိုဘိုးရောက်မှာမဟုတ်ဘူးအဲ့ကြရင်တော့တို့က jammer ကြော်ပြီးတော့မှ sender ဘုတ်ကနေပြီးတော့ jammer ကြော်ပြီးတော့မှဒီကောင်ရဲ့ဒီ 5V IC မှာလာပြီးဘိုးကြွေးကြည့်ရမယ်ဒီ 5V IC ကကြတော့ဒီဘက်က sender ဘုတ်ဝင်တာ စနေမှုဝင်တယ်ပြီးကြလို့ရှိရင်ဒီအလဲကောင်ကနော် ground ကိုဒီလေဒီဟာကျတော့5ဘူးပြီးကြလို့ရှိရင်ဒီကောင်ကကျတော့3.3ဘူးဒီကောင်ကကျတော့5ဘူးနော်အဲ့တော့ဒီကောင်နေပျက်စီးနေခဲ့လို့ရှိရင်တို့တွေကကြော်ကျွေးဖို့နီလန်းလေးကိုပြော့ပြတာနော်ရက်နေဝင်မဲ့ဟာပြော့ပြတာအဲ့တော့ကောင်းနေရင်တော့ကြော်စရာမလိုဘူးနောက်တစ်ခုပတ်လန်းတစ်ခုက ဒီငုတ်တိငုတ်တိမှာပဲငုတ်တိကနေပြီးတော့ဒီ rectifier ဒိုင်အုံလေးကိုဖြတ်မယ်နော်ဖြတ်မယ်ဖြတ်ပြီးတော့ကြတော့ဘယ်ကိုရောက်လဲဆိုတော့ကြတော့ resistor ဒီမှာ106ဆိုတာရှိရဲ့ဒီ106ကိုရောက်မယ်ဒီမှာရောက်ပြီနော်အဲ့ကိုရောက်ပြီလို့ရှိရင်ဒီကနေ resistor နေပြန်ထွက်မဲ့ကောင်ဒီဘက်ကုန်ကိုထွက်မယ်ထွက်ပြီးတော့ capacitor 106ကိုရောက်မယ်ဒီမှာ capacitor 106နော် disc capacitor လေးရှိရဲ့ပြန်မှာဒါကန်နေလား ဟုတ်ပြီနော်ပြီးလို့ရှိရင်ဘယ်ရောက်မလဲဆိုတော့ resistor 107ကိုရောက်မယ်ဒါပဲ resistor 107ဒီကောင်ဒီဒီနားမှာခုနပြောတဲ့ transistor လေးရှိတယ်ဒီ transistor ဒီနော် 1G 1GM transistor ကဒါ NPN transistor နော် NPN transistor ဆိုတော့သူ့ရဲ့သူ့ရဲ့ emitter နဲ့ base နဲ့ကိုခွာထားတာဒီ107 resistor လေးอ่ะเนาะအဲ့တော့ဒီရောက်ရင်ဒီမှာလည်းရောက်ရမှာ เนาะအဲဒီဘက်ကနေရာဒီဒီကောင်းနဲ့ခွာထားတာဖြစ်တယ်ပြီးလို့ရှိရင်ဒီ transistor ရဲ့เนาะ collector ငုတ်ကနေပြီးတော့ဒီမှာ R110 နဲ့ R109 ဒီနှလုံးရှိတယ်ဒီကောင်းကဒီဒီကောင်းနဲ့ဆက်သွဲထားတာเนาะဟုတ်ပြီနော်မမီတယ်ဆက်သွဲထားတယ် ဒီကနေပြန်ထွက်တယ်ထွက်တဲ့ကောင်ကဘယ်ဟိုသွားမလဲဆိုတော့ဒီကနေပြီးတော့ဒီမှာရှိတဲ့ transistor ရဲ့ base node ကိုဝင်မယ်ဟုတ်ပြီနော်အဲ့တော့ဒီက20မောင်းတာဒီကောင်ကဖြစ်ပြီးတော့မှဒီကောင်မကောင်းရင်လည်းသူကဒီပက်လမ်းမှာဒီ IC ရကနေ5ဘုထွက်เสียအကြောင်းရှိသလားမရှိဘူးเนาะအဲဒါကတော့ဒီ circuit board ကိုမောင်းဖို့အတွက်5ဘုပက်လမ်းကို5ဘုထွက်မဲ့ဟာပေါ့เนาะ5ဘုပြန်မထွက်ရင် အဝင်ရောကောင်းရဲ့လားအဝင်ပန်လန်းပြက်နေရင်လည်းထွက်ပါမလားမထွက်ဘူးအထွက်ပန်လန်းပြက်နေရင်လည်းထွက်ပါမလားမထွက်ဘူးဒါစစ်စင်းပြီးအပိုင်းတစ်ကိုပြပေးလိုက်တာဖြစ်တယ်ဒီမျိုးကျွန်းဆရာဆွမ်းနိုင်ပါအားလုံးပညာရှိနိုင်ကြပါစေ